၈ရက်အတွင်းကိုဗစ်လူနာ33ဦးသွေးရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာရှိရတာတွင်ကိုဗစ်19ရောဂါတကွဲအသည့်ပြုလူနာ33ဝက်ထိတွေ့ရှိထားရလို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ဂျွန်လ9ရက်နေ့ယမန်နေ့ည8နာရီအချိန်ထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာဂျွန်လတရံဒီကနေ့ရှေ့ရက်နေ့အထိရတရပတ်အတွင်းသက်ခွဲနမူနာစုစုပေါင်း2154ခုကို စစ်ဆေးပြီးစီးခဲ့ရာပိုးတွေသူ30တအူပိုးတွေရှားခိုင်းနှုန်းတိတရမ44ရှားခိုင်းနှုန်းအထိရှိတယ်လို့ဆိုပါတယ်ဒါအပြင်ပြင်းထန်လူနာ အထူးကြက်မှတ်ကုသပေးရတဲ့လူနာနဲ့ကိုဗစ် -19 ရောဂါနဲ့သေဆုံးလူနာမရှိခဲ့ဘူးလို့ဆိုပါတယ် လက်ရှိအခြေရန်အထိတွေးရှိရတဲ့ဗီဇာပြောင်းပို့တွေဟာကမ္ဘာနိုင်ငံတွေမှာလည်းကူးစံနေတာဖြစ်ပြီးပြင်းထန်မှုမရှိတဲ့မျိုးကွဲတွေဖြစ်တာကြောင့်လက်ရှိထိုးနှံပေးနေတဲ့ရောဂါကာကွယ်ဆေးတွေနဲ့ထိရောက်စွာကာကွယ်နိုင်တယ်လို့ဆိုပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့၄စိတ်စိတ်ကံနှဲဆက်ခိများအတွင်ယောဂါစောင့်ချက်ကြည့်ရှုခြင်းတန်တရာလက္ခဏာရှိသူများကိုသက်ခွဲစစ်ဆေးခြင်းမျိုးရိုးဖီစာပြောင်းလဲမှုစစ်ဆေးခြင်းနဲ့ကောက်ွယ်ဆေးထိုးနှံပေးတာကိုလည်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်ရှင်။